အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့ရုပ်ကဆိုးခြေရာဆိုတဲ့ဇလံကောင်းတဲ့ပုဂ္ဂိုလ်ပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါနားဆင်အားပေးကြပါဦးခင်ဗျာသစ်ပင်ကြီးလျင် ရုပ်ကဆိုးရှိတယ်အဓိကကသစ်ပင်ကြီးများအောက်မှာအပေါ်လေးသွားခြင်းမဖွဲမရှာဆဲဆိုခြင်းမလေးမစားပြုခြင်းများတို့ကိုမလုပ်ရန်ရှေးလူကြီးသူမများ ဆိုဆုံးမစကားပြောကြသည်ကိုစာဖတ်သူလည်းကြုံပူးပါလိမ့်မယ်။ဒုဗ္ဗတော်လည်းရုပ်ကစိုးနဲ့ကြီးကိုကိုယ်တိုင်မြင်ဘူးသူရှိပါလိမ့်စာ။တာမန်ပုထုရှင်လူသားများအနေနဲ့တော့ပုံပြင်စာအုပ်များကာတွန်းစာအုပ်များနဲ့ရုပ်ရှင်ဗီဒီယိုကားတွေထဲမှသာမြင်ဘူးကြပါလိမ့်မယ်။တက်စင်စကားတက်စင်ကြပြီးတော့ရုပ်ကစိုးရှိသည်ဟုတဲ့တိပိန်ကြီးများမှာတားစုပန်းကျင်အမဲပြည့်တောလိုက်ကြမှာလက်ဖက်ကြက်ဥထမင်းဥပေါင်း စသည်တို့ဖြင့်တင်မြောက်ပူဇော်ပသားလေးရှိပြီးတော့ဂျိုဂျိုနရွဲ့ပဲ့တားကောင်များကိုပေးသနာပါရန်တောင်းပန်ခြင်းစသည်တို့ကိုတော့လူတိုင်းကြားဖူးနှောင်းဝါရှိပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်တွေ့ဖို့တဲ့သူစံအောဖွဲ့ကြကောင်းတဲ့ရုပ်ကစိုးနဲ့ပတ်သက်တဲ့အဖြစ်ပြက်လေးကိုတင်ပြပါမည်ရန်ကုန်မန္တလေးအမြန်လန့်စီမံကိန်းအရာကျွန်တော်တို့အချင်းဦးစီးဌာနလောက်အားဖြင့်အနမ်းပေ60ရှိတဲ့လမ်းမကြီးအတွင်းရှိ ိပင်ကြီးတိပင်ငယ်များကိုအပြောင်းရှင်းရရာထောင်ပေါင်းများစွာသောတိပင်ကြီးများကိုခုတ်လဲရပါတယ်လူအင်အားများရွှေလာမသိပါဘကူချိုးမတော်မှာသူဆန်းတဲ့တိပင်နဲ့ပတ်သက်တဲ့အဖြစ်အပျက်များကိုကြုံခဲ့ပါတယ်နေ့စဉ်ပဲရဲဘက်တပ်ဖွဲ့များအလိုက်ကိုတော်ရှင်းရာမှာတိခုတ်တဲ့လူငယ်များကိုလည်းအတော်ကူမှကြွမ်းကျင်နေပြီဖြစ်ပါတယ်ဒုဗ္ဗတော်လဲကျွန်တော်တို့ရေနဲ့ကြီးစခန်းတွင်မှာတောင်းဝင်ကြနေခြင်း ဒူဆန်အိုးဖေကောက်နဲ့အဖြစ်အပျက်တစ်ခုခုတော့ကြုံတွေ့ခဲ့ချပူပါတယ်။ရုပ်ကစိုးနိုင်ကြီးကိုကိုယ်တိုင်မတွေ့ဘူးခဲ့တော့လေ။တကောင်းရဲ့ခြေရာဆစ်ဆစ်ကိုတော့ကျွန်တော်နဲ့တကွဝန်ထမ်းများအရာရှိများရဲဘက်များအားလုံးကိုတွေ့မျက်မြင်ကြုံခဲ့ရပါတယ်။1998ခုနှစ်မလတွင်က ဖြစ်တယ်။ကျွန်တော်တို့တာဝန်ကျရာရင်းနေကြီးစကမ်းမှာတို့အလုံးကူမှာထူပါတယ်။အမြန်လန်းနေမြင်နဲ့ဂိုင်းနေရာခန့်ကွာလန်းပြီး ဒဲဦးပုံခြံဝန်းကြီးအတွင်မှာပဲစကန်းဆောင်ထားခြင်းပဲဖြစ်တယ်။စမ်းကြောင်းများရှိပြီးမြေပြက်လွင်ပြင်ကျဲဝင်းကျင်တို့ကြောင့်စကန်းဆောင်လောက်ရန်မြေနေရရွေးချယ်ခဲ့ခြင်းဖြစ်တယ်။ဝါပေါ်တဲ့တစ်ပင်ဒေသများဖြစ်တာကြောင့်အဆောက်ဦးအလုံးမှာတစ်တိုင်သူမျောစင်လုပ်ပြီးတော့ဝါကြိုက်ခင်ဝါထိတ်ချံကတောင်ထမှုအဆောက်ဦးများကိုဖြစ်ကြတယ်။စကန်းအမိကမူလကဝါခုတစ်ခု စကန်းဟောင်းအမိဖြစ်တဲ့ရေနယ်ကြီးစကန်းဟူ၍ခေါ်တွင်ကြပါတယ်။စကန်းရဲ့မြောက်ဘက်မှာတဘာဝအလျောက်ဖြစ်ပေါ်နေတဲ့တောင်ကုန်းလေးပေါ်၌ကြောက်ဖြာကြီးတစ်ချက်မှာမြေတွင်အလျားလိုက်ခင်းထားပြီးကြောက်ဖြာကြီးသုံးချက်မှာဒေါင်လိုက်အနေထားဖြင့်မြေကြီးထဲမှာစိုက်ဝင်လျက်ရှိပါတယ်။ခင်းထားတဲ့ကြောက်ဖြာကြီးကိုတဖွဲဖွဲလျက်အရွယ်တူကြောက်ဖြာကြီးသုံးချက်ကဝိုင်းဝန်းကာယံထားသလိုထူးဆန်းလှပပေးတယ်။ ဒေတာခံများပြောစကားအရပတိမောင်နှမတဘာဝနန်းနန်းဖြစ်တာကြောင့်တန်ရှင်းစွာထားရန်နဲ့မယုံမသိမလေးမစာမလောက်ကြရန်တတိပေးကြပါတယ်။ဒုဗ္ဗတော်လေအနေနဲ့အရှိချက်မှာ အမှုမျိုးစုံဇကြိုက်ပီစာမျိုးစုံတို့ဖြင့်ရောက်ရှိလာတဲ့ရဲဘက်များဖြစ်တဲ့အတျောက်ကြောက်ဖြာပေါ်၌ခုရွေ့အိတ်ချင်းကြောက်ဖြာများကိုအကအခွေယူပြီးတော့ထမင်းဟင်းချက်စားခြင်းကျင်ကြီးကျင်ငယ်စွန့်နယ်မှုများကို ကြားရတယ်။ထို့သူပြုသူများဝမ်းလျှော်ဝမ်းပြည့်ယောဂဖြင့် မကြာခဏနောက်တန်းစည်းယုံတို့ပို့ရကာလူနာလူဦးရေများလာမှစကန်းတောင်ဝင်ကံကသိရှိပြီးစကန်းတောင်ဝင်ကံအမိတ်ကထိုနေရာကိုတန်ရှင်းချေးပြုလို့တန်ဆူးကျိုးကရန်ထပြီးအမွေနန်းတာစီများစက်ခတ်ပူဇော်၍မြင်းမြတ်တဲ့နေရာဖြစ်သတ်မှတ်တော့မှဝမ်းလျှော်ကရစ်တန်းလို့တွားတယ်။သောမတာကံပီးရဆန်တဲ့နေရာဖြစ်ယုံကြည်ကိုးခွေကြတယ် ကျွန်တော်တောင်းဝင်ယူကြတဲ့အခွက်မှာဝန်တန်း၁၀ဦးတက်ကြက်တဦးနဲ့ရဲဘက်၁၀၀လောက်ဖြစ်ပါတယ်အဓိကလုပ်ငန်းတောင်းဝင်မှာတစ်ပင်ကြီးများကိုခုတ်လဲရန်ဖြစ်တယ်ကျွန်တော်ရဲ့တက်ခွက်မှာတစ်ခုတ်လုပ်ငန်းကျွေးကျင်တဲ့မရရနေသားများအများစုပါသဖြင့်တစ်ပင်ကြီးများခုတ်လဲရမှာနာမည်ရတက်ခွက်ဖြစ်ပါတယ်နေစဉ်ကိုတာတတ်မှတ်ထားတဲ့အလျားတရာပြီအနံ60ပြီအကျယ်ဝင်းရှိတဲ့လုပ်ငန်းကိုတက်ညီလက်ညီ လောက်ကဲနိုင်တာကြောင့်နနေ့9နာရီအလုံးစားချိန်မှာညနေ4နာရီအလုံးသိမ်းချိန်တွင်တက်မဲ့အေဒီယာတော်ရှင် ပြုလုပ်ငန်းကိုပြီးစီးလေရှိပါတယ်။တခြားတက်ခွဲများကတော့အလုံးသိမ်းချိန်မှာတက်မဲ့တဲ့အေဒီယာမပြီးစီးတာကြောင့်နောက်နေ့များမှာအလုံးကျွေးများဆက်ကြံတက်ပါတယ်။ဒါကြောင့်မလို့တနေ့ကနေအားလိုက်ချက်မှာမနာကြပဲနဲ့အလုံးဆက်ပြီးတော့ဆင်းရတယ်။ဂျိုးမတော်ကြီးအတွင်းမှာဖြစ်တဲ့ဖြစ်ညနေ4နာရီထိုးလိုက်ရှင်ပဲ။ တောရှိတောင်ရှိကြောင့်မှောင်စားပြုနေပြီးဒေါကောင်ကြီးများအနေရရှိသည့်ဖြင့်လုပ်ငန်းကိုဆော့ဆော့တင်းကြရတယ်။ယနေ့စနေနေ့ဖြစ်ရာမနေ့ဖြန်အလုပ်ပိတ်ချင်တနင်္ဂနွေနေ့ဖြစ်တော့လေတနင်္ဂနွေနေ့မှာလုပ်ငန်းခွင်သူလူများရောက်ရှိစစ်ဆေးမိဖြစ်သည့်ဖြင့်ယနေ့လုပ်ငန်းခွင်မှာ အလုပ်ကျွေးကြံရှိနေတဲ့တခွဲများမနေ့ဖြန်တနင်္ဂနွေနေ့မှာအလုပ်ဆင်းရမည်စကန်းတာဝန်ခံမနေ့ခင်တန်းစီမှာမှာကြားထားတာကြောင့်ကျွန်တော်ရှယ်တခွဲကို ယုံကြည်စိတ်ချရတော့လေတဲလန့်နိုးစော်လို့ထားပါတယ်ယနေ့ကျွန်တော်တို့တက်ခွေတာဝန်ကြားတဲ့အပိုင်းမှာ ပြေကတိုးပတောင်းနဲ့ပြမပေများကိုထူထက်စွာပေါ်လျှောက်နေတဲ့ဖြင့်ကျွန်တော်ရဲ့တက်ခွေမတရားနေသားများဖြင့်လက်မြောက်ရတော့မလို့ဖြစ်ပါတယ်နေမွန်းတဲ့၁၂နှစ်အချိန်မှာကျွန်တော်ရဲ့တက်ခွေမှာတတ်မှတ်ထားတာကိုတဝက်ကြော်သားပြီးစီးသေးတယ်ဒါကြောင့်မလို့တောနဲ့တွင်းကိုဝင်လာပြီးဖြစ်တာကြောင့်ပင်စီလုံးဘက်ကြီးတဲ့အပင်များဖြစ်တဲ့ဖြင့် ရှုံမြောင်းကြောက်ကမ်းမများကလေးခန့်နေ၍လက်ခုပ်ရာမှာခက်ခဲလာတယ်။ဒုဗ္ဗတော်လည်းကျွန်တော်ရဲ့တက်ဖွဲ့ရဲ့ကျိုးစားမှုကြောင့်တမတ်ကိုတာပြီးတော်လေလုပ်ငန်းခွင်ရစားဦးเจ้าအလေတက်တဲ့ပေါ်၌ပေ300မြက်ခန့်လူကြီး3ဖက်ကြောကြောရှိတဲ့ဖျောင်းနိုင်လိုပျော်တန်းနေတဲ့ကញင်ဖြူပင်တစ်ပင်ကြံရှိနေပါသေးတယ်။မြေပြင်ကြီးများမှာဇောင်းထပြီးတော့လူနေရဲ့ကြော်မြင်မှတစ်ပြက်ဝဉဉန်းဆင်ပြီးတော့ လူနေရဲကျော်မှအမြင့်တို့လွှဲရမြည်ဖြစ်တာကြောင့်ချိန်လန့်ခဲ့ခြင်းဖြစ်တယ်။ကငင်းဖြူပင်ကြီးမှာလဲနေပြီ။ခြောက်ရှာတွင်မှထီထီကြီးဥဟန်ဥတုတ်ကြီးရှိနေခြင်းဖြစ်တယ်။တို့ရှိကျန်းတန်းတော်လေ။ဒါကြောင့်မလို့မလဲပြန်လို့ပဲ။တနည်းခရင်နေဖြစ်တော်။အမှုဆိုင်ရာသူဖြစ်တော်။ကျွန်တော်တို့တက်ခွေသူရဲ့တမားမရပဲ။အချိန်ပိုချင်းရတော့မှအသေးချပင်ဖြစ်ပါ။အချင်းသားများပေါ်ကုချင်းဆာ။ဒါကြောင့်မလို့ကျွန်တော်ကတနာကျင်လာတဲ့စိတ်ဖြင့်အနာပေးပြီ။အုတ်ချုပ်တီကိုအဒီယာနဲ့တွေ့ရပါတယ်။တစိတ်ခေါင်းဆောင်လေးဦးနဲ့ကျွန်တော်ခါရဲ့ရှိမှန်းဖြင့် တခွေတတဲ့လူတစ်တွေကိုဥအောင်ထီးကိုတာလူတစ်ပါလူစုဘူးထံအတဲလန်နိုးစောထားပါစုဘူးဆိုဒီမှာနံပါတ်ရင်းစရိနေမနက်ခင်နံပါတ်အရင်းက6နိုင်ကျော်ကတော့ပါပါတယ်ကျွန်တော်ရှေ့တဲ့စိတ်မှုတွေကိုခေါ်ဆောင်နေရအတီးတကြတော့မမပြူစီတို့တက်ချီခဲ့ကြအမေစုဘူးကိုပေးမရှောင်းလုံကတော့ပစ္စည်းများကိုကရင်ပြည်လိုနဲ့တွင်ခြင်းပဲပြကြချပြီးဖြစ်တာကြောင့်စုဘူးကတောင်းစီတဲ့ကိုတင်းချောင်းထံလူသစ်တွေကိုခေါ်ပါအနီးမှာရှိတဲ့ခုတ်တွေကိုရှင်းလင်းထားတော့ပဲတန်ရှိရှိပါများပြန်တော့ကရင်ပြည်ပင်ကြီး မြေပြင်လွတ်ချထားပါလေငြိမ်းစင်းစေတယ်ထိတ်ခွဲကထောင်းစီကတဲ့ဖြင့်အရေးမတော့ထားပြီးဆက်နေပြီးခန့်မြင့်ပြီးလည်းမလို့တော့ဘူးဒါကြောင့်မလို့ရဲဘဲတက်စီကျွန်တော်နဲ့ထိတ်ခွဲလေးဥတို့ကိုစတင်ပြီးတော့တွေ့ရတဲ့နေပိုးဖြစ်ပြီးတော့နှက်ဆိုင်အမန်တော့ထိတ်ခွဲတယ်လဲစီတက်ရွေပလက်ဖောင်းမင်းသားပဲဖြစ်ပါတယ်ပထမဆိုင်တာပလက်ဖောင်းမင်းသားကြီးလွှဲဆွေကြတယ်နော်ကလမားနဲ့ ပလက်ဖောင်းမင်းသားလွဲချောင်းရှာမှာပြင်နော်ခေယောင်တို့ရေတဝက်ကျော်ပြကြသွားတော့လေပလက်ဖောင်းမင်းသားပြင်ပကြီးမှအသက်မပြေသူ့ရဲ့နာမည်တော့မှမလုပ်ပါအီဘရာဟင်လို့ဖြစ်တော့မလုပ်လဲစီလို့တဲ့ဘဝချောင်းတွင်လွှာချောင်းရှာတဲ့ကိုဆဲကြပြင်နေရတာချောင်းကကြတော့ဒန်ရှာနဲ့လက်မပေါက်သွားတယ်ဟတ်တယ်ကိုတော့ပြင်ကြီးမှာကြက်ကြက်ခွဲဖြစ်လာရခြင်းဖြစ်ပါအသက်မင်းတော့မှဖြုတ်ဖြုတ်ပလက်ဖောင်းမှာဈေးချောင်းရင်ဒါကြောင့်မလုပ်တဲ့ခွဲတက်ချက်ကြီးခရီးတဲ့တဲတာလို့ဆိုင်းလိုက်ပြီးတွားလို့ရတယ်မောင်မဲတို့တွဲကို ကြည်ပြင်းလာခဲ့ပေါ်သို့တက်စီပြီးတော့ငွေရာကြောင်းရှာတိုင်းငွေရှာနီးပေါင်းစုံကိုခုတ်ပစင်ဖြင့်ခုတ်ခိုင်းမှာနေပဲသူတည်ဈေးတယ်လို့ရင်အလေးတော့၄၅ချက်ခုတ်ပြီးတော့တဲခုတ်ကန်ချုံတန်ကြီးကြားရှာလူခေါ်လူပို့ဈေးစင်ပေါ်မှာပြုတ်ကြမလို့ဖြစ်သူနဲ့ဆန်ဒီကအနားရှိမောင်မဲကတိုးလမ်းကျန်းစာလဲရှာတယ်ကျန်နာတော့မတူဘူးပဝင်းစာမှန်သွားတာထင်တယ်ကွေးချလို့သွားခဲ့ပါတယ်ထိတ်ခွဲကလိုင်းဆုံးဩတပြက်လိုင်းဆုံးမှာစောင့်ကြည့်နေကြတယ်ဖြစ်တယ်ဒုတိယဆိုင်မှာတရကသူ့ကိုစီးပွားပွင့်တွေကတည်တယ် ငင်းစင်မော်တက်ပြီးကူးဆက်ယောဂပုထုအာကိုထိပ်ပြားယောဂကိုအောက်သူချပါနာသူပုထုမှာမျိုးလုံးကြီးထိပ်ပွဲဝင်လာတဲ့ကတိလဲလဲဖြစ်နေတာပေါ်ခုမှုအောဖွဲတွေ့ရပါဘူးဘူတာနေနေမိမှာပင်ခကြီးတဲ့ပဲပုထုကိုပက်လက်နေတာဆွဲချခင်ရတယ်အသက်ရှူအားမိရင်သားရဲနေတဲ့ရဲကမဲနာကိုရေပြင်းဆုံးချင်းတို့ပြုတ်လုပါမယ်ရှိသူတွေခေါ်တိမရသဖြင့်ထိတ်ခွဲတဲ့ညာကိုတန်းပို့ပြီးတော့ထိတ်ခွဲစစ်တာပြန်ခဲကြပါဂျဲလူတွေမှာစစ်စခန်းအဝင်ဝမှာတန်းပေါ်ပါတယ်လုပ်ငန်းခွင်စစ်ဆေးပြီးတော့ထွက်လာတယ် ထောင်မကြီးဥသက်ထွန်းနဲ့တွေ့တဲ့ပြည်ရှင်လုတ်တယ်စခန်းမှာမိကျေတော့လေဘဲတော့မှာအမြန်ကိုကြည့်နာမခံဘူးစခန်းရုံးစစ်တာနဲ့ပင်ဖွင့်ပြူစုကြပါတယ်တက်တေခံပစ္စည်း15မိနစ်ကြာထုတ်ပေးတယ်ဖိုတိုမှာတတိယကိုလာခဲ့ပါထောင်စရိတ်နှုတ်ကတရွှားရွှားနဲ့ခြံထားထပါတယ်၎င်းရဲ့ရှင်ဘက်ကိုပုတ်ပါတယ်ထိခွဲကျင်ကိုရဲခါသို့ပါတော့လေဒါကြောင့်မလို့လုံးဝစစ်လိုက်ခြင်းပဲဖြစ်တယ်ဖိုတိုသူမလုတ်လေတိကျတယ်ပြောစမ်းအသားတော်လုံးဝကိုအနာမကကျွန်တော်ကမေးရထိတ်ခွဲနဲ့ဆက်နေတော့လေစကားတမ်းမှာနှစ်လျှောက်စလုံးတွေနဲ့လက်ဟန်ကြည့်နေတယ်လို့ ၎င်းရှားယုတ်ကလည်းမြန်မာတမ်းပြပြပါတယ်။ဒါကြောင့်မလို့ထောင်ပိုင်းကြီးဥတ္တမောက်ကူလုတ်တွေနဲ့အစွဲခံရတယ်။စံပါခတ်ကိုအမြန်ဆင်းစေရန်ငွေမပါလေတဲ့တရားသူကြီးကပင်နှစ်ဦးကြီးအဆိုင်ဆောင်ပေးခဲ့ဖို့ပြီးတော့တလဲစီကစနစ်တဲ့တခုတော့အခြေဆိုင်စကန်းယုံစီယုံကိုတာဝန်စားရှိတိုင်းမှာပို့ဆောင်စေပါတယ်။နောက်ကလေးမှာလူနာမာကျွန်တော်ရဲ့တခွဲမှာဖြစ်တဲ့ဖြင့်ကျွန်တော်လည်းမြေကိုစကန်စီယုံတိကလမန့်ကြောခံဝေးတဲ့ခီကိုကုံချောင်းလျှောက်ပြီးတော့ပို့ချပါတယ်။ကျွတ်ကျွတ်အိတ်နဲ့ထဲလာတဲ့ ထမင်းထုတ်တဲ့ကောစကန်းကိုရောက်တော့ထမင်းထုတ်တဲ့ကစကန်းတော်ဝင်ဆိုင်မြေထောင်ပိုင်းကြီးဦးအောင်ကျော်ကိုကျွန်တော်ခန်းစား၍ရရှိခဲ့ပါတယ်စကန်းစေးရုံတို့ရဲ့ပေါ်တော်မှုဖြင့်စကြဝဠာများဖြစ်ခဲ့ကြပါတယ်ထိတ်ကွယ်ရဲဘက်ဖို့ဒီတကမှာတော့ဒံငွေလုံးနဲ့ကောင်းစွာမှာမရတော့ရရှိလာပြီဖြစ်တယ်။စံဒီနဲ့မရှိမနာတော့ဒါကလုံးဝကိုမပြောနိုင်ချင်ဘူးကစီချင်းချေချာဝင်ကြီးရဲ့ညွန်ကြားချက်သူလည်းငှက်အော်ဆန်ဖို့တူကိုစာချွတ်ချွတ်ပြင်ရေးတင်တဲ့ကြောင့်ဘောပင်တစ်ချောင်းကိုပြီးနဲ့နဲ့သွားနေရကောင်းရဲ့ဖြစ်ပုံပြပုံနဲ့ စံသားချပွဲနှစ်ယောက်စလုံးကိုစာဖြင့်ရေးပြပါရစံတို့ပြောဆိုရတယ်။တနေ့တည်းပဲပို့ပါ။အောက်ပါအတန်းရေးပြပါ။ကျွန်တော်နဲ့တက်ချက်ထူဆန်းမောင်ဆိုးတို့လက်ခုပါတော့တယ်။လိုက်ပို့ခဲ့တယ်။ကျွန်တော်တတိလေးမင်းတို့ဆန်းတို့အသွားမှာတတိပြန်လေလာတဲ့အခါမှာရာဘာစက်ကင်းနေပြောနိုင်တော့ပါ။လူသွားလမ်းလေးပေါ်မှာဝင်ကြီးများကျွန်တော်ပြောခဲ့တဲ့ထိတ်ခွေတင်ပေးပါစကားတစ်ခုကိုတော့လေးစားစွာပဲတောင်းပန်ပါသည်ဟုအိမ်ကပလက်ပါ။စာမရှင်းရှင်းလေးကြောင်းကဘဝကြောင့်ပြပါတယ်။အလုကခေါင်းပြီးတော့ကြည့်ရှုကုသနေတို့အားလုံး1990ခုနှစ်ကနေဟင်းကနေကျွန်တော်မှာရွှေတောင်မြို့တို့စကားတန်ကအောင်ဟောခြင်းများစွာ ဖြစ်ပေါ်လို့နေပါတယ်။ရုပ်ပေါ်စကမ်းမှာဆရာဝန်ကြီးများနေပြီလို့မကြုံမှုတဲ့ရေးဆဲခဲ့တာကြောင့်ပြောင်းရပြင်ပါပြင်လက်လက်မမီရေးကိုရောက်ပြီးနားလေတော်ရှိလူကြီးများကို1990အကျံပေးပါတယ်။ကျွန်တော်ကြောင့်မလို့ဘေးကုန်းစကမ်းမှာတောင်ဝင်းရှိလူကြီးများတရားကျွန်းသူတို့ရှိမိကုန်းကြီးရမှာတကျက်မှာဘကုကြုံကြည့်တဲ့ကျွန်တော်ကြီးသူမများကိုပေးဖိတ်ပြီးတော့အခုကြီးတောင်းခံရပါပြီ။ဒါနဲ့ပဲမင်းကိုကျွန်တော်ရဲ့နားတွေဆွဲနေတယ်အသက်80ကျော်ကြောင့်မလို့လန့်ကြည့်မိတယ်။မိုးဆိုးဟောင်းကြီးစက်နီး အဖအူတောက်ထိန်မှာလေယူလေသိန်းကဆွေးနေတော့အဲ့ဒီကင်းမင်းကသူ့ရဲ့ကအပင်ကြီးနဲ့အောနေပြီတော်တယ်မှာသူ့ကအမြင်ဆုံးပဲလူကောင်ကလည်းငယ်စဉ်တုန်းကအောက်ကိုတယောက်တည်းမတော်ရှိဘူးတကယ်ကိုမှလူပြိုပေါင်းကြီးတခုတော့တိတ်ပြီးကြားထဲမှာအတန်ငယ်သားနာနေတဲ့ရေနဲ့ကြီးကြောင်းနဲ့ပေါင်းမိရှိတယ်အလုံးကမှအရေးပါရောစင်ကြီးသူမို့ချက်ချင်းပင်ပန်းပြီးချုပ်ဆက်ဖြစ်တယ်ယောဂတွေဖြစ်တယ်ဆိုရယ်မိုးဆူတော်လေးရောက်မှဖြစ်စေ အနေရကမိမနေနဲ့ဖေးကြည့်တောက်ကောင်ချောင်းအကြည့်လို့ပါပဲထမင်းဥပောင်းလက်ဖက်ကျဲဥပြဇန်နီကကျွန်တော်ကိုဥပြည်လက်ဖက်ရှိစမ်းတင်မြောက်ပါတာကြားလို့သွားပါအခုနှစ်ပေါင်းကြာလာတော့ဇာပြောကထုပြီအဖေကြီးကိုတာတိတ်ကိုပုံနာပြီးကြတာပဲနှစ်ကုန်းလည်းရှိရတယ်မတူတော့ပါဘူးတောင်းဝင်ကြလေဒါပေမဲ့ဒိုးရွာတီကသူကဘုန်းနဲ့တိတ်ကိုတမအားလို့အတင်းထုတ်ပြီးခြင်းနဲ့ဒီကငင်းပြူပင်ကိုမှတ်မိကြည့်ရှိကြတယ်ကျွန်တော်ကားပင်ပင်စင်ယူပြီးဖြစ်တယ်တိတ်ပင်အောက်မှာပြောရှင်းတယ်မယုံမသိမလေးမစားတော့မလောက်ကြနဲ့မေးပါတယ်မျက်စိလေလမ်းမပြုတ်ပြီးတော့ တော့မောက်တော့တာပဲနေပါစေဖေးကြီးရတော့တဲမှာခွင်းနေချက်ဒုက္ခမပြီးတော့ပါဘူးလမ်းစာပြောက်တာတော့ကုသိုလ်ကံအတိုင်းပဲရှိပါစေသူတူတယောက်နဲ့မှာတွေ့မှာငှက်အောင်ကြပြန်လာတာကြာပြီလားမယုံမရှိနဲ့အလောက်ကြတာနေခဲ့ခဲ့လို့ပြောတာပါကျွန်တော်တို့တပတ်လောက်နေခဲ့ရတယ်ကငင်းပင်အောက်မှာဘာသွားလို့လို့လဲမင်းတို့ထွက်ပြေးလာတာပေါ့ကျွန်တော်ကနေကိုပါတယ်အတူတူထွက်ပြေးခဲ့တာဖေးကြီးကငင်းပင်ကိုကျွန်တော်တို့ကလမ်းမကလေးကထွက်ပြေးကြနေတာလိုက်ပို့တာဖေးကြီးတို့ဖြစ်နေလို့အပေါ်သွားမိတာအဖေကြီးဒုက္ခကြောက်မှာဆိုလို့တော်တယ်ပို့ကြမှာထွက်ပြေးခဲ့တာ ငါတို့ရွာမှာမုတ်ဆိုးတာဒီနဲ့ပူစင်ကားကြောင့်ကိုအင်ကိုပြန်ရောက်တော့ပြန်လှပြီးတော့တတိယစပယ်ကြီးမွေညို့တယ်လို့ပဲကျွန်တော်နဲ့တက်ချက်တင်မတော်ကျွဲနဲ့မုတ်ဆိုးငါတော်မှာစံဒီနဲ့လေးခွဲကိုပို့ရန်အင်းစိတ်ဖျားနေပြီအစာရှိစာလေးလာခဲ့ကြတယ်အိမ်ရောက်တော့တလာတော့စိတ်ကိုယူရတယ်သူတို့လက်ထိပ်ကိုထုတ်လိုက်တာမှရှိလူကြည့်သူမတွေပြောလို့သူတပွဲသားရှေ့မိဘတွေကပခုံးကလေးတွေကိုကင်းပြီးကြီးအောက်ကနောက်လို့ခေါ်ခဲ့တယ်အုံပွဲငပြောပွဲ အမေနဲ့တူကကလေးငယ်ကိုသွားပြီးတော့တောင်းပန်လို့လက်ထိတ်ခတ်ပြီးတော့ခေါ်ရွေနှုတ်မို့ဆိုပဲလွယ်မလဲကွာအမေမတင်တယ်မင်းတို့ကတော့တန်ရောရှင်ရှိရှိကိုကြောင့်အာနာနဲ့လက်ထိတ်ကိုဖြုတ်ချချင်းတော်သေးတာပေါ့အမေတော့စုံစားချင်းတဲ့ရုပ်ကစိုးနဲ့ကြီးစိတ်ပြောင်းလို့ရန်ကုန်မြို့ရှိနေချင်းပဲလူအုပ်ကြီးကြောင့်ပြောပွဲအောင်ပြသူတို့ထွက်ပြေးပါစီမီနန်းတာအမေတကယ်လွတ်မြောက်သွားနိုင်တောင်းဝင်ရှိသူတွေသွားပြီးတော့တောင်းပန်ရန်ကုန်ဘက်မှာတလားဘက်ကိုတိခုတ်လက်နဲ့လာမှာကားဖြင့်ကငင်ပင်ကြီးချေချင်းကောမူလန်းတိုင်းထောင်းထားပြတယ်ကောမူကြောက်ပြလိုက်လမ်းခွဲမှာပဲ စေးပြီးအစိုးရစီမံကိန်းငါးမှန်ခံချေချင်းမခုံးမဖြစ်ခုံးချတာဖြစ်တာကြောင့်ငှက်အော်ဆန်းကိုရောက်ပါလေခွင့်လွှတ်ဖို့နဲ့ချေချင်းရုပ်ကစိုးနယ်မျိုးကိုလည်းတဲ့တဲ့နေရာမှာရဘာတော့အုပ်ကြီးရှေရှားပြပါလို့ဒါဘာတော့အုပ်တဲကိုဝင်ပြေးလိုက်ရင်နှစ်ဦးနောက်ထပ်အစီပြီးတော့မတတ်နိုင်ဘူးပြစ်ခတ်စီရတဲ့သူအကြံပေးစကားကိုပြောကြပါနဲ့နောက်လေးကွာပြမပါဒါကြောင့်မလို့ကျွန်တော်နဲ့တူဖမ်းပြီးတော့ဝင်ရှိသူလူကြီးများမှာမရှုံတော့တဲ့ရုံတော့ခင်တော့မိုးစုံနဲ့တက်ချက်တောင်းဆိုကြတဲ့အတိုင်းမိသားစုထပ်ပြောပွဲအုပ်မှာ မုတ်ချအမှန်ပါပဲ။ဖောင်ကြီးစေးမှာမြေတားထားတဲ့မြေကိုမြေတားပြီးတော့တုံးပြင်းထွန်ဆက်ကြီးတစ်စီးပြင်းညနေစောင်းမှာပြန်ခံရမှာဆိုလို့ကញင်ပြီးကြီးစီးကိုသွားပြီးတော့ပြီးတော့ပူစောကတော်လိုက်ငါးလနေမှာဘခုကိုပြန်လာတယ်။ဒုစန်းဒီမှာတော့နောက်တန်းနေတို့ပြန်ဝင်လာတဲ့အချိန်မှာအဖီကြီးတို့ကပြောင်းပါပြီးတိုက်မုံမွှေးရပဲ။ကျွန်တော်ခုအဖီကြီးနဲ့ပြန်နေတယ်။လေးတန်းပြီးတော့ဆုံးသွားပေါ့။အလူအလေအောင်လဲပြူလို့သွားဖြစ်တော့ပြည်တွေပြောရင်တိပင်းခုတ်လဲသူကြာသွားတယ်ရေဘက်ဖိုးတို့ကမုတ်တွေကိုတင်းကျွေးပါဒီနေ့မနက်ခင်းနိုင်ပြီအဖိတ်ရှိကိုတိုင်းအကောင်းပကတိ ညနေကားပြန်ပြီးတော့ပြောဆိုနိုင်သည်ကိုကျွန်တော်ကအရှင်းတော်လေးလက်မှတ်ရပါတယ်။ကျွန်တော်မှပြန်မယ်ဆိုတော့ဘူတာတိကတော့ပြီးတော့ပို့တယ်ပြီးဆုံးလို့သွားခဲ့ပါတယ်။စနေအကြောင်းကြားလို့ထိတ်ခွဲမှရောက်ရှိလို့နေပါစေပြီတဲ့။ထိတ်ခွဲကတော့အကျဉ်းကြီးပို့ထားလို့နေပါတယ်။နည်းနည်းလေးတားနာလို့နေတယ်။သူကကျွန်တော်အတွက်အထက်တန်းလက်မှတ်တစ်စောင်ပေးခဲ့လေးတယ်။ထုံနေကလေးတီယခုဆိုရင်တော့စနေကြောခဲ့ပါပြီ။စံနီတော်လက်ကောင်ထိတ်ခွဲတော်လက်ကောင် တချိန်တစ်ခါမှပြန်ပြီးတော့မစုံခဲဖြစ်တော့သူတို့လည်းအသက်20ကျော်၍အစိတ်ဝင်းကျင်ကိုရောက်နေတော့မည်ဘာထွေလုံးနေလဲဟုကျွန်တော်မှမမေ့တော့အရင်လိုပါပဲစံနေဖြစ်ခဲ့ပါတယ်ယခုကဲ့သို့ဒူးဆိုင်နေတဲ့မှာပဲလားကျွန်တော်ကသူတို့နှစ်ယောက်စလုံးကိုတန်ရောစင်ဆွဲပြီးတဲ့အတိုင်းစုံမစကားကိုပြောခဲ့တယ်မြည်တော့ပဲဖြစ်စေသူတို့ကလေးတွေရဲ့ဘဝတွေမှာအေးမြချမ်းမြေ့စေခြင်းနဲ့လုံခြုံစေခြင်းနဲ့ မိသားစုပျော်ရွှင်မှုထဲမှာတာရွာနှွေးထွေးရှင်နဲ့ဤဒီကကျွန်တော်ရဲ့ရှင်တွင်ဖြစ်တိစ္ဆာစကားပြင်ဖြစ်ပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီနေမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လေးကိုဆုံးတီလိုက်ပါနားဆင်ပေးတဲ့တူဦးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါရခင်ဗျာ